ဝင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ journey history channel ကနေပြီးတော့ကြိုးဆိုလိုက်ပါရစေကျွန်တော်အခုတင်ဆက်သွားမယ့်ကျောင်းရာကတော့ကပလီသူကလေးချင်းလောက်ရှိလဲဆိုတာပြောပြတော့သွားမှာဖြစ်ပါရစေခင်ဗျာမိတ်ဆွေတို့ဒီဗီဒီယိုစိတ်ဝင်စားပဲဆိုရင်ဆုံးထိလိုက်ပါကြည့်ရှုဖို့ကျွန်တော်ဖိတ်ခေါ်ပါရစေခင်ဗျာဆက်လိုက်ရအောင်ကပါကြီးကိုထုထေရလီထုလွားတဲ့လွမ်းချုံထားပြီးတော့ကပါလီထုလို့ခေါ်ရဲအဲ့ဒီကပါလီထုမှာတောင်ဝေးပေါင်း၃၀ခန့်ပါဝေးတယ် အတီးကတန်းငွေတွေကတော့အောက်ဆီဂျင်နဲ့နိုက်ထရိုဂျင်တန်းငွေပဲဖြစ်ပါတယ်အဲ့ဒီထဲမှာရေခိုးရေငွေတွေနဲ့ဖုံမိုးတွေလည်းပါဝင်ပါတယ်လေကဒရာဝတ္ထုပစ္စည်းတစ်ခုဖြစ်ပါတယ်ဒရာဝတ္ထုပစ္စည်းတိုင်းမှာလေချင်းရှိတယ်လို့လေမှာလေချင်းရှိပါတယ် အလေးချေဆိုတာကရောက်သူပစ္စည်းတွေကိုဆွဲငေတယ်ဆွဲအပေါင်းနာပဲဖြစ်ပါတယ်တကယ်လို့တိတ်နေတဲ့ကြောက်လို့တုံးကိုချင်းခွေပေါ်ချေလိုက်အဲကြောက်လုံးက9 kg လေးတယ်ဆိုပါဆိုဒါဆိုရင်အဲကြောက်ကဲကို9 kg ရှိတဲ့အားနဲ့ဆွဲထားတာပဲဖြစ်ပါတယ်ကဘာချူကြီးရဲ့ဆွေငင်အားကလေးထုထဲမှာရှိရတဲ့ဒါငွေတွေဖုံဖို့တွေတစ်ခုချင်းစီကိုဆွေငင်ထားဖြစ်ပါတယ် တကယ်လို့အဲ့ဒီနေရာမှာချင်းခွေပေါ်မှာဒါကြည်လို့ရမယ်ဆိုရောလေးချင်းကဗီဒီယိုပေါ်မှာပြတ်ထားတဲ့တိုင်းပဲဖြစ်ပါတယ်လေကကျွန်တော်တို့ကို ဖြီတိုးထားပါတယ်ဘဲပေါင်းစုံကနေဖြီထားပြီးတော့လေလေးချင်းတန်ချင်းနဲ့ဖြီထားတယ်လို့ပဲမျက်စိတမိကာလာတွေမှာတစုံခုကတင့်ကို ဖြီကထားတာပေါ့တော့ကိုတင့်ကိုတိုင်းတတိမှုမှုပဲဖြစ်နေပါတယ်ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ခန္ဓာကိုယ်နေလုတ်ထိုင်လို့ရအောင်အဲ့ဒီလေတွေကပဲဖိကထားလို့ပဲဖြစ်ပါတယ်ကဘာလီသူဆိုတာလှူရှာတဲ့ဝင်နေတဲ့ဂျူဂျီတစ်ခုကိုဖန်တီးပေးတဲ့ယာရီထဲကတစ်ခုလည်းဖြစ်ပါတယ်ကျွန်တော်တို့ကအဲ့ဒီလေကိုရှူရှက်တယ်ပြီးတော့အဲ့ဒီလေတွေကကျွန်တော်တို့ကိုနေအောင်ကြီးမကာကွယ်ပေးပါတယ်ပြီးတော့အီတောင်ကိုလည်းကာကွယ်ပေးပါတယ်လီတူကြီးကတခြားနီလောင်ပေါင်းစုံနဲ့ကျွန်တော်တို့ကိုဝန်ဆောင်မှုပေးနေတယ်လို့ဖြစ်စီ ေးနေတာလည်းပြည့်ပါတယ်ကပားလီထူကြီးရဲ့လေးချင်ဘလောက်ရှိလဲကျွန်တော်တို့ကိုဘလို့ဝန်ဆောင်မှုတွေပေးသွားတယ်လေဆိုတော့မစ္စတာတီဗီလို့ကျွန်တော်ထင်ပါတယ်ကျွန်တော်ရဲ့တိတ်ဆဲမှုမှလိုအပ်တာရှိရင်မိတ်ဆွေတို့ကောမဲမှာမန်းခဲ့ပေးကြပါဦးခင်ဗျနောက်ထပ်ဘ ഹു တုဒါဆိုင်ရမြောက်ကိုတိတ်ဆဲပေးသွားမှာမဟုတ်လို့ကျွန်တော်ရဲ့ဗီဒီယိုကို subscribe လေးနှိပ်သွားလိုက်ပါဗီဒီယိုကိုဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်ကျွန်တော်ထူပေကျေးဇူးတင်ပါတယ်